မင်္ဂလာပါခင်ဗျရှကုတ်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်တရဲ့မကွေးတိုင်းရဲမကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်တန်းဟာမင်းတို့မျိုးနဲ့မှာဒေါ်လာရေးတက်တွေရဲ့ဂျာပြတ်တက်ခတ်မှုကိုခံရပြီးရဲမကြီးကျော်စိုးဝင်းဆိုတဲ့သူဟာတွားတွေပါကျွတ်ထွက်ကုန်တဲ့အပြင်အပြင်ထန်တန်းရတွေနဲ့စိတ်ယုံတင်ထားရတယ်လို့ရဲဘက်တဲ့ရင်မြင့်ကိုယ်တိုင်ကအတည်ပြုထားပါတယ် မြန်မာစစ်တပ်ကကျူးလွန်နေတဲ့ဆရာစွဲမှုတွေအတွက်ကျူးလွန်သူတွေနဲ့တပ်မှုတွေရဲ့ကိုရင်အချက်လက်တွေကိုစုဆောင်းနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရအကြီးအကဲနီကိုလတ်ခွန်ဂျန်ကကုလအစည်းအဝေးမှာတရားဝင်ထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကိုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အချက်ဖတ်စစ်တရဲ့မကွေးတိုင်းရမကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှန်းဟာ မင်းတုံမြို့နယ်မှာတော်လိုင်းတတွေရဲ့ကြပြတ်တက်ခိုက်မှုကိုခံရပြီးရဲမှူးကြီးကျော်စိုးဝင်းဆိုတဲ့သူဟာတွားတွေပါကြွတ်ထွက်ကုန်တဲ့အပြင်အပြင်းထန်ဒဏ်ရာတွေနဲ့စိတ်ယုံတင်ထားရတယ်လို့ရဲဘက်တည်င်းရင့်မြစ်ကိုတိုင်ကရန်ကုန်ခေတ်တက်ကိုအတည်ပြုပြောထားပါတယ်။ရန်ကုန်ခေတ်တက်ကရရှိထားတဲ့ဓာတ်ပုံတဲမှာတော့တော်လိုင်းရဲ့တတွေရဲ့တက်ခိုက်မှုကြောင့်စိတ်ယင်တန်းကကာဇီဟာလက်မပေါ်မှာချိန်မွတ်ပျက်စီးပြီးကြံခဲ့တဲ့ပုံကိုလည်းမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့အောက်တိုဘာလ28ရက်နေ့မွန်လယ်ပိုင်းကပဲ။ အချက်ဖတ်စစ်တပ်ရဲ့မကွေးတိုင်းရဲမှူးကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှံကိုမင်းတုံမြို့နယ်မဲဇလီခြေရွာနဲ့ဝန်တွင်းခြေရွာအကြားပသိမ်မုံရွာလမ်းမပေါ်မှာတော်လန်ရေးတပ်တွေကဖြတ်အပြင်းမိုင်းတွေပါအုံပြုပြီးလက်နက်ငယ်တွေနဲ့လဲဝိုင်းဝန်းပစ်ခတ်ခြေမုံတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာရဲမှူးကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နှံကကာတစီဟာမိုင်းမိသွားတာရောပစ်ခတ်ခံရတာရောကြောင့်လမ်းမပေါ်မှာတင်ထိုးရသွားပြီးအဲ့ဒီကားပေါ်ကဒဏ်ရာရတဲ့သူတွေကို ကြံတဲ့ဂါရီပေါ်အသေးတန်ဆွဲတင်ပြီးတော့မောင်းပြေးသွားသလိုပျက်စီးသွားတဲ့ကားကတော့ဒီအတိုင်းကြံခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းရဲမကြီးကျော်စိုးဝင်းဆိုတဲ့သူဟာဘွားရီပါကျွတ်ထွက်သွားရုံနဲ့မကအပြင်းထန်ဒဏ်ရာတွေနဲ့မင်းတုံးကနေပြီမှရှိတဲ့စစ်ဆေးရုံမှာတင်ထားရတယ်လို့ရဲဘက်တရင်ယူမြင့်ကိုတိုင်ကအတိအပြုပြောထားပါတယ်အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော်လန်ရေးတပ်တွေဘက်ကတော့ပြစ်ခတ်မှုတွေကြားမှာစစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုတွေရှိသွားတာသိကြတဲ့အကြောင်းနဲ့ စစ်တပ်ကကြံခဲ့တဲ့ကားပေါ်ကနေခရမ်းကြည်စံအချို့အပြင်ငွေသားတချို့ကိုလည်းတော်လိုင်းကြီးရပ်ပေါ်တွေကတင်းစီရရှိထားတယ်လို့ပြောထားပြီးပျက်စီးသွားတဲ့စစ်တပ်ဘက်ကကားကူတော့တယ်လို့မရတော့တဲ့အတွက်အဲ့ဒီနေရာမှာပဲမစ်ရှိုရှင်းလင်းလိုက်တယ်လို့ပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မြန်မာစစ်တပ်ကကျူးလွန်နေတဲ့စစ်ရဆွေးမှုတွေအတွက် ကျွလွန်တဲ့သူတွေနဲ့တမှုတွေရဲ့ကိုယ်ရေးအချက်လက်တွေကိုစုဆောင်းနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကကုလအစည်းအဝေးမှာတရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါကတော့ဂျမန်နီကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအတွေ့နီကိုလတ်စ်ခွန်ဂျန်ကထုတ်ဖော်ပြောဆိုသွားတာပါ။အဲဒီမှာအဓိကပြောသွားတာကတော့လက်ရှိမြန်မာနိုင်ငံမှာမြန်မာစစ်တပ်ကရတပ်ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ရာဇဝတ်မှုတွေကိုအကြီးအကျယ်ကျူးလွန်နေတဲ့အကြောင်းအဲ့ဒီလိုစစ်တပ်ကကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုအချက်လက်တွေကိုလည်းစူးစောင်းနေပြီဖြစ်တဲ့အကြောင်းလက်ရှိရရှိထားတဲ့အချက်လက်တွေထဲမှာဆိုရင်မြန်မာစစ်တပ်ကရဲသားပြည်သူတွေကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုတွေလိမ်မိုက်ဆိုင်ရာအကြမ်းဖက်မှုတွေရဲ့အထောက်အထားတွေပါရရှိထားသေးတယ်လို့နီကိုလတ်စ်ခွန်ချန်ကကုလအစည်းအဝေးမှာပြောသွားပါတယ်ဒါအပြင်မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကြောင်းတွေစေယုံစေကံတွေဘာသာရေးအဆောက်အုံတွေနဲ့နေအိမ်မောင်းများစွာပျက်စီးထားတဲ့တပ်တွေအချက်လက်တွေ ကလေးငယ်တွေပါဝင်ယတပိဒုတိဆုံးမှုတတ်တဲ့အထောက်ထားတွေပါရရှိထားတဲ့အကြောင်းနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညားကနေမြန်မာစစ်တပ်ရဲ့စစ်ရဆမှုကျူးလွန်ထားတာတွေအတွက်တတ်တဲ့ထွက်ဆိုချက်ပေါင်း600ကျော်အပါဝင်အထောက်ထားရင်းမြစ်ပေါင်း1300ကျော်နဲ့ပါဆက်သွယ်ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့နီကိုလက်ခွန်ချန်ကကုလအစည်းအဝေးမှာပြောသွားပါတယ်လက်ရှိမှာလည်းအဲဒီလိုမြန်မာစစ်တပ်ကကျူးလွန်နေတဲ့စစ်ရဆမှုတွေအတွက်ကျူးလွန်တဲ့သူတွေနဲ့တပ်မှုတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုပါ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရကစုဆောင်းနေပြီးလက်ရှိမြန်မာနိုင်ငံကစစ်ရာဇဝတ်မှုကျူးလွန်သူတွေအနေနဲ့အယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးနိုင်ငံတကာဥပဒေကိုလစ်လျူရှုရင်တော့နိုင်ငံတကာအပိုင်းဝိုင်းကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားနဲ့အဲ့ဒီကျူးလွန်သူတွေဟာသူတို့ရဲ့အပြစ်တွေအတွက်တချိန်ချိန်မှာမဖြစ်မနေတရားစီရင်ခံရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပါတပါတဲ့အသိပေးလိုက်ခြင်းပါတယ်လို့လေမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရအကြီးကဲနီကိုလတ်စ်ခွန်ချန်က ကုလအစည်းအဝေးမှာတရေဝင်ထုတ်ဖော်ပြောဆိုသွားပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့အချမ်းပါစစ်တပ်ရဲ့ lobby စီးပွားရေးသမားဖြိုးဝေဆိုးဆိုသူကစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မူပင်မြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကိုကိုကြီးပါတီကနေဝင်ရောက်ရှင်ပြိုင်ဥပမာဖြစ်ပြီးသူဟာကျန်ဖို့ပါတီကဒူဘိုချုပ်ကြီးဟောင်းကံမြင့်တန်းနဲ့ပြိုင်ဘက်ဖြစ်ပေမဲ့စစ်တပ်ကရွာတွေကိုလေကြောင်းကနေဘုံကျဲမှုနဲ့မိရှုံမှုတွေဟာ ရွာလုံးကျရှင်းသိရင်ရှင်းရမယ်ဆိုတဲ့စစ်တပ်ထောက်ခံတဲ့ post တွေပါတောက်လျှောက်တင်နေသူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအချက်ဖက်စစ်တပ်တောက်တိုင်ဖြိုးဝေဆုတ်ဆိုသူဟာစင်ကာပူနိုင်ငံကနေမြန်မာပြည်ကိုပြန်လဲအခြေချလာသူဖြစ်ပြီးရန်ကုန်အခြေစိုက် DG Power Company ကိုလည်းထူထောင်ထားတဲ့သူဖြစ်တယ်လို့အခုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှလည်းမအုပ်ပင်မြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကိုကိုကြီးပါတီကနေဝင်ရောက်ရှင်းပြိုင်အောင်မှဖြစ်တယ်လို့သိရပါတယ်။သူဟာ2021ခုနှစ်စာနာသိမ်းတဲ့အချိန်တုန်းကတည်းက လူမှုကွန်ရက်မှာစစ်တပ်ကိုပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့ပြီးစစ်တပ်ကအာဏာသိမ်းတာကိုစန့်ကျင်တဲ့သူတွေကိုလည်းအကြမ်းဖက်ဆို့ပြီးအမျက်တစီခေါ်ဝေါ်ခဲ့သူဖြစ်တယ်လို့စစ်တပ်ကအယသပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတာတွေကြေးရွာတွေကိုရွာစင်လက်မိရှုဖြက်စီးတာတွေကိုလည်းလောက်ကိုလှုပ်ရမယ့်အရာတွေလို့ပြောရုံနဲ့မကရွာလုံးကျွတ်ရှင်းသိရင်ရှင်းရမယ်ဆိုတာမျိုးတွေအထိထုတ်ဖော်ပြောဆိုခဲ့တဲ့တရားပါတယ်အဲ့ဒီလိုအကြမ်းဖက်စစ်တပ်အမကန်တောက်တိုင်ပြိုးဝေဆိုးဆိုသူဟာအခုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာပါအရှိတ်ထွက်လာပြီး ုံပင်မြို့နယ်ပြည်သူ့လွတ်တော်ကုစရဲလောင်းအဖြစ်ဂိုကိုကြီးပါတီကနေဝင်ရောက်ရှင်းပြိုင်အုံပါဖြစ်တယ်လို့အဲ့ဒီမုံပင်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန်ကနေမှာချက်ဖို့ပါတီကဒူပိုချုပ်ကြီးဟောင်းကံမြင်တန်းအပါဝဲအခြားပါတီတွေကပြည်သူ့လွတ်တော်ကိုစလဲ6ဦးနဲ့ရှင်ပြန်ရမှာဖြစ်ပေမဲ့သူဟာစစ်တပ်ထောက်ခံတဲ့ post တွေကိုသာတောက်လျှောက်တင်နေသူဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ ဘကိုးတိုင်းပေါခေါင်းမြို့နယ်ကအကြံဖက်စစ်တဲ့လက်အောက်ခံအုတ်ချုပ်ရည်မှုအောင်းနိုင်သူဦးနယ်ပြူစော့တီအဖွဲ့ဟာမြို့ပေါ်ရက်ကွက်တွေမှာပြည်သူတွေရဲ့နေအိမ်တကားမှာရိုက်ဖွင့်ပြီးအဲစင်းစစ်ဆေးတာတွေလုပ်ပြီးတော့လူငယ်တွေတွေ့ရင်ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကရှင်ကုန်ခစ်တစ်ကိုပြောပါတယ်။အဲ့ဒီပေါခေါင်းမြို့နယ်ကအကြံဖက်စစ်တဲ့လက်အောက်ခံအုတ်ချုပ်ရည်မှုအောင်းနိုင်သူဦးဆိုတဲ့သူဟာစစ်မှုရေးဥပဒေပြဋ္ဌာန်းလိုက်တဲ့အချိန်ကလေးကလူငယ်တွေကိုစစ်မှုရေးအကြောင်းပြချက်နဲ့ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေကို မြို့နယ်စီမံဘုံမှုတိုးနိုင်ထွန်းဒူဦးစီတီဟာဆွေရုံစရေကန်ထုဆိုသူတို့တွင်နဲ့ပေါင်းပြီးတော့တောက်အောင်ရှောက်လုံနေသူဖြစ်တယ်လို့ဆိုပါလေလက်ရှိမှာတော့ပခေါမြို့နယ်မှာစစ်မှုတဲ့လူသစ်စုဖို့သူတို့လိုချင်တဲ့လူငယ်အရေးအတွက်မရတဲ့အတွက်အဲ့ဒီအုပ်ချုပ်ရေးမှုအောင်နိုင်သူဦးဆိုတဲ့သူဦးဆောင်တဲ့ပြည်စော်တီအဖွဲ့ဟာမြို့ပေါ်ရက်ွက်တွေမှာပြည်သူတွေရဲ့နေအိမ်တကားပါရိုက်ဖွင့်ပြီးအဲစစ်စစ်ဓာတ်တွေလုပ်ပြီးတော့လူငယ်တွေတွေ့ရင်ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေကိုဆိုးဆိုးရွားရွားလုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီလို့ စစ်မှုရေးကိစ္စနဲ့ဖက်စည်းငွေညှင့်မှုကနေရလာတဲ့ငွေကြေးတွေကိုထွေအုပ်ကြေးဆိုပြီးဒူဦးစီတီဟာဆွေဆိုသူကငွေကျပ်390နဲ့ဒူစောတီကောင်းဆောင်နေကြောက်ခဲဆိုသူကငွေကျပ်390စီခွဲဝေယူကြသေးတယ်လို့အုပ်ချုပ်ရေးမှုအွန်လိုင်းသူဦးနယ်ပူစောတီအဖွဲ့ကတော့နေခင်းအချိန်တွေဆိုရင်လည်းသူတို့လိုအပ်လာတဲ့အချိန်ပေါက်ခေါင်းမြို့ပေါ်လမ်းစုံတွေနဲ့စစ်စေးရိတ်ကိတ်တွေမှာအင်စီကားတွေနဲ့လှည့်ပတ်ပြီးလူငယ်တွေကိုဗော်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်လို့ရှိတယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ တစ်ဖက်မှာတော့စကိုင်းတိုင်းကမုံရမြို့ပေါ်မှာကင်းပတ်နေတဲ့အကြက်ဖက်စစ်တပ်စစ်သားတွေကိုဒေါ်လန်ရေးတပ်တွေကပစ်ခတ်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကနှစ်ဦးကတော့အသေးသေးတိတ်ကုန်ကြပြီးအဲ့ဒီစစ်သားမသားအလောင်းနှလောင်းကိုပစ်ခတ်မှုအပြီးချက်ချင်းမတင်နိုင်မဲ့လမ်းမပေါ်မှာပက်လက်လေးတွေထားထားတာကိုလည်းတွေ့ခဲ့ရတယ်လို့မုံရခိုင် PDF အမှတ်လေးတရင်ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ29ရက်နေ့မွန်လွဲပိုင်းကပဲလက်ရှိအကြက်ဖက်စစ်တပ်ထိန်းချုပ်ထားတဲ့မုံရမြို့ပေါ်မှာ ကင်းပတ်နေတဲ့စစ်သားတွေကိုဒေါ်လန်ရေးတပ်တွေကမြို့တွင်းမှာပဲဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကနှစ်ဦးကတော့အသေးသေးသိကုန်ကြပြီ။အဲ့ဒီစစ်သားမပါအလောင်းနှလောင်းကိုပစ်ခတ်မှုအပြီးချက်ချင်းမတင်နိုင်ပဲလမ်းမပေါ်မှာပက်လက်လေးတွေထထထကိုလည်းတွေ့ခဲ့ရတယ်လို့မုံရွာခိုင် PDF အမှတ်လေးတရင်ရဲ့တာဝန်ရှိသူကပြောထားပါတယ်။လက်ရှိစကိုင်းတိုင်းမှာဒေါ်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွင်နဲ့အကြမ်းဖက်စစ်တပ်ကထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေဆိုတာမျိုးနှစ်ဖက်ကွဲတည်ပြီး စစ်တပ်ကလည်းဒေါ်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လဲလိုချင်နေပေမဲ့စစ်ကြောင်းသွားထိုးတိုင်းသူတို့စစ်တပ်ဘက်ကပဲအထိနာပြီးပြန်ပြန်ဆုတ်နေရသလိုတဖက်ကဒေါ်လိုင်းတက်တွေကလည်းစစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေကိုပါအခုလိုမကြာခဏဆုတ်သလိုဝင်ရောက်တိုက်ခိုက်မှုတွေရှိနေတယ်လို့ဒေတာတွင်သတင်းရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျာတဆက်ထဲမှာပဲစကိုင်းတိုင်းမုံရွာမြို့နယ်မှာရှိတဲ့တောပူပြူစောတိကျေးရွာကနေစက်ကြီးကောက်ခံမှုထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်သားတွေကိုဒေါ်လန်ရီတပ်တွေက ဒိတာမိုင်းတွေနဲ့ဂျာဖြတ်တက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကတုံးကြတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြန်တယ်လို့ချင်းတွင်းဖိုက်တာဂရုတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့အော်တိုဘာလ26နေ့မနက်ပိုင်းကပဲမော်ရွာမြို့နယ်မှာရှိတဲ့တော်ပူပြူစော့တီကျေးရွာကနေစစ်ကြေးကောက်ဖို့ထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်သားတွေကိုတော်လန်ရိတ်တပ်တွေကမော်ရွာမန္တလေးကားလမ်းမကြီးတနည်းအားရောက်ပါ အသင့်ထောင်ထားတဲ့ဖြတ်အပြင်းပဋိသမိုင်းတွေနဲ့ဂျာဖြတ်တက်ခိုက်ချင်းမုန်းကြတယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကစစ်သားတအူးကတော့နေရာမှာနေပွဲချင်းပြီးကိုတိတ်သွားပြီ6ဦးကဒဏ်ရာရသွားတယ်လို့အဲ့ဒီဒဏ်ရာရတဲ့သူတွေကနောက်ထပ်စစ်သား2ဦးထပ်တိတ်သွားတဲ့အကြောင်းကိုပါတိထားရတယ်လို့ချင်းတွင်း fighter group တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့အချင်းဖက်စစ်တပ်ကစင်ကူးမျိုးနဲ့မြန်ညွန့်နယ်နဲ့ပေါ့မျိုးနယ်တွေကရသပြည်သူတွေနေထိုင်ရာခြေရွာတွေကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူနှုတ်ဦးသိဆုံးထားပြန်တယ်လို့ဒေတာတွင်သတင်းရှိမြစ်တွေကပြောပါတယ်။မန္တလေးတိုင်းကစင်ကူးမြို့နယ်မှာတော့အော်တိုဘားလ26ရက်နေ့ကပဲအချမ်းဖက်စစ်တပ်ကကောင်းဆက်တာစီဆိုင်ကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေနဲ့လာပြီးဘုံကျဲသွားရမှာရသပြည်သူနှုတ်ဦးသိဆုံးထားတယ်လို့ Voice of Mandalay ရဲ့တာဝန်ရှိသူတဦးနဲ့ဒေတာကန်ပြည်သူတွေကရှင်ကုန်ခစ်တစ်ကိုပြောပါတယ်။အလားတူမခွေးတိုင်းကမြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်မှာရှိတဲ့ထန်းနပင်ကျေးရွာအနီးတစ်ပိုက်ကိုလည်း အချမ်းဖတ်စစ်တပ်ကအော်တိုဘားလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲလေကြောင်းကနေဘုံကျဲတက်ခိုက်သွားတဲ့အပြင်ပေါင်မြို့နဲ့အနောက်ချမ်းမှာရှိတဲ့ခြေရွာတွေကိုလည်းအော်တိုဘားလ28ရက်နေ့ကပဲအချမ်းဖတ်စစ်တပ်ကဝိုင်းတွဲလေနဲ့လာပြီးဘုံတွေကျဲချသွားတိတယ်လို့ပေါင်မြို့နဲ့ကာကွယ်ရေးအဖွဲ့ရဲ့ကိုလရောင်ကပြောထားပါတယ်လက်ရှိအချမ်းဖတ်စစ်တပ်ကနိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့ဒေါ်လန်ရေးတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်ရရှိရေးအတွက်တံပြန်ထိုးစစ်တွေလုပ်နေရမှာအခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ ရတပီသူတွေနေထိုင်ရနေရာတွေကိုပါပိတ်မှတ်ထားပြီးဒမင်နဂါရည်ရွယ်ချက်ရှိရှိလေကြောင်းတက်ခတ်မှုတွေဇက်တိုက်လုပ်နေမှုကြောင့်ရတပီသူတေဆုံးမှုတွေလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ